မင်္ဂလာပါရှင်ရှမ်းရဲ့ကွန်မီဒီယာကကြိုဆိုပါရစေ တောင်ကျီမြို့ကနေအေးသာယာမြို့ကိုဆင်းတဲ့မြို့ဆောင်လန်းတည်ဆောက်မှုလုပ်ငန်းကပြီးစီးသွားပြီဖြစ်ကြောင်းသိရှိရပါတယ်။အခုမြို့ဆောင်လန်းကတောင်ကျီကနေရွှေညောင်လေးမိုင်ခွေရဲ့အထိဖောက်လုပ်ထားတဲ့လမ်းဖြစ်ပါတယ်။သို့သောမကြာခဏရင်ကျော်ပိတ်ဆို့မှုများဖြစ်ပေါ်နေတဲ့အတွက်ကြောင့်သွာလာသူများဒေသခံပြည်သူများအနေနဲ့အခက်အခဲများကြုံတွေ့နေရတဲ့အတွက်ဆိုရှယ်မီဒီယာများပေါ်မှာပြောဆိုနေကြတဲ့အပေါ်မှာသက်ဆိုင်ရာဌာနများနဲ့တွေ့ဆုံပြီးတော့အခုလိုပဲတင်ဆက်လိုက်ရပါတယ်ရှင်။မင်္ဂလာပါရှင်ဆရာ Shay Go Media ကနေကြိုဆိုပါရရှင်ပထမအောင်ဆုံးအနေနဲ့ဆရာရဲ့နာမည် ယ်ဆရာရဲ့ဌာနလေးရယ်နဲ့မိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ပါမင်္ဂလာပါခင်ဗျကျွန်တော်ကတော့စောက်လို့ရေဝန်ကြီးဌာနအလောင်းကြီးဌာနကြီးကြပ်ရေးအဖွဲ့ရှမ်းပြည်နယ်မှာတာဝန်ထမ်းဆောင်နေတဲ့ညွှန်ကြားရေးမှူးမြို့ပြ ကြော်ကြော်ဝင်ဖြစ်ပါတယ်ခင်ဗျာပြီးခဲ့တဲ့ပိုင်းကအင်လန်မော်မှာကုန်တင်ကအစီ40လောက်ပိတ်ဆို့သွားတယ်လို့သိရတယ်ပေါ့နော်ဆရာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆရာတို့သိရှိထားပါလားရှင်ဟုတ်ကဲ့ဗျာကျွန်တော်တို့အချိန်ပြီးတပြေးညီကျွန်တော်တို့သိရှိထားပါတယ်ခင်ဗျာသိရှိတဲ့အပေါ်မှာလည်းလိုအပ်တဲ့စီမံဆောင်ရွက်မှုတွေကျွန်တော်တို့ဆောင်ရွက်ပေးခဲ့ပါတယ်ခင်ဗျာလမ်းဖောက်လို့မှုက PCB ဖြစ်တော့လဲရန်သွားလာပိတ်ဆို့မှုကြောင့်ကုန်တင်ရမောင်းသူတွေရဲ့အနေနဲ့အခက်အခဲများကြုံတွေ့နေခြင်းအပေါ်မှာတာဝန်ယူမှုရှိပါသလားရှင်ဟုတ်ကဲ့ကျွန်တော်တို့ဆောင်ရွက်ထားရှိပြီးတဲ့လုပ်ငန်းအပေါ်မှာကျွန်တော်တို့တာဝန်ယူမှုအပြည့်ရှိပါတယ်ရှင်ပိတ်ဆို့မှုများဖြစ်ပေါ်လာတဲ့အကြောင်းရင်းတွေက တာဘာတွေကြောင့်များဖြစ်မလဲရှင်ဟုတ်ကဲ့ရင်ပိတ်ဆုံးမှုဖြစ်ရတဲ့အကြောင်းရင်းအရောအကြောင်းအရာများစွာတော့ရှိတာပါနော်တို့ပြီးမဲ့လို့လဲကျွန်တော်တို့ဒီမှာသုံးသပ်တွေ့ရှိရတဲ့အကြောင်းအရာအချို့ကိုကျွန်တော်အနေနဲ့ထုံးထုတ်တင်ပြမယ်ဆိုရင်ပထမဦးဆုံးချက်ကကျွန်တော်ဒီမျိုးရှောင်းလန်းလို့ခေါ်နေတဲ့လမ်းကကျွန်တော်ဒီ National Highway ဖြစ် Land Land ဖြစ်တဲ့မေတီလာတောင်ကြီးကျိုင်းတုံလမ်းကိုကျွန်တော်ဖြတ်ပြီးမှဖောက်လို့ထားတဲ့ Land Land ဖြစ်ပါတယ်ဒီပေါ်မှာမူလရဲ့ ကဝင်လာတဲ့မိထီလာတောင်ကြီးတိုင်းတုံတချီလိမ့်လန်းဟာကျွန်တော်တို့28ပြအကျယ်လမ်းဖြစ်ပါတယ်လေးလမ်းသွားဖြစ်ပါတယ်ဒီလေးလမ်းသွားကိုမှဖြတ်ပြီးမှကျွန်တော်တို့ဒီမြို့ရှောင်းလမ်းကိုဖောက်တာက24ပြအကျယ်လမ်းပဲဖောက်ထားတာပါခုလို24ပြအကျယ်ကတ္တရာလမ်းဖြစ်တဲ့ပုံမှာကျွန်တော်ယင်းနေစတင်သွားလာတာ2018ကတည်းကကျွန်တော်စတင်သွားလာခဲ့တာပါကျွန်တော်2024ခုနှစ်လေးလပိုင်းမှာမှကျွန်တော်ဒီလမ်းကိုကျွန်တော် ဒီယင်ကြီးတွေတွာလာနိုင်ဖို့ဆိုပြီးတော့ကျွန်တော်လမ်းညွန်ချက်အရာကျွန်တော်ယင်ကြီးတွေတွာလာနိုင်ဖို့အတွက်လိုအပ်တဲ့ဒီယင်ကြီးတွေအခက်အခဲဖြစ်နိုင်တဲ့ဒီမဆောက်တဲ့တောင်တက်တောင်စင်းတွေကိုကျွန်တော်ဖြေလျှော့ပေးတဲ့လုပ်ငန်းတွေကျွန်တော်ဆောင်ရွက်ခဲ့ပေးခဲ့ရပါတယ်ဒီနေ့ပြီးခဲ့တဲ့နှစ်မှာဆိုရင်တော့ကျွန်တော်တို့ဒါကျွန်တော်တို့ယင်ကြီးတွေတွာလာဖို့အခက်အခဲဖြစ်တယ်ဆိုတော့မိုင်၄နှစ်နဲ့6သုံးအတွင်းမှာကျွန်တော်တို့လမ်းမိုင်အပြင် စုစုပေါင်းတမိုင်းနဲ့၅တက်တမ၄ခွန်ဖားလုံးကိုကျွန်တော်တို့ gradient ဖြည့်ညည်တဲ့လုပ်ငန်းဆောင်ရွက်ပေးခဲ့ပါတယ်မူလက gradient ဆိုရင်ကျွန်တော်20ရာခိုင်နှုန်းလောက်မဆောက်နေတဲ့အနေအထားမျိုးပါလက်ရှိကျွန်တော်တို့ဆောင်ရွက်ပြီးစီးတာတော့ကျွန်တော်မဆောက်မှုက7ရာခိုင်နှုန်းထိကျွန်တော် short ချပြီးတော့ဆောင်ရွက်ပေးခဲ့ပါတယ်ဒီပုံမှာတော့ရင်ကြီးတွေကအခက်အခဲမရှိသွားလာနိုင်အောင်ကျွန်တော်စီမံဆောင်ရွက်ပေးခဲ့ပါကျွန်တော်အနေနဲ့ပြောကြားလိုပါတယ်သူဖြစ်၍ကျွန်တော်တို့ဒီရင်မောင်းနေအနေနဲ့ကတော့သူတို့48ပြည့်အကျယ်လမ်းမှာမောင်းတဲ့အတွေ့အကြုံရဲ့စိတ်ခံစားမှုက ကျွန်တော်24ပြည်ကိုပြောင်းလဲအပေါ်မှာချက်ချင်းဒါလက်မခံနိုင်တဲ့အကြောင်းအရာလေးတွေလည်းဖြစ်တဲ့အကြောင်းချက်ဖြစ်မဲ့လို့လည်းယူဆပါတယ်။နောက်တစ်ချက်ကတော့ကျွန်တော်ရင်ပေါင်းနေရပြောမယ်ဆိုတော့စီကံတကြမောင်းနေဖို့ပေါ့နော်စိတ်ရှည်စွာနဲ့ဟိုစီကံတကြလေးတွာလာနိုင်မယ်ဆိုရင်တော့ဒီလိုအခက်အခဲလေးတွေတော့ပြင်ဆင်သွားမယ်လို့တော့ယူဆပါတယ်။အဓိကလမ်းပိတ်တဲ့ဆိုတဲ့အကြောင်းလေးကတော့ဟိုကျွန်တော်အနေနဲ့ထုံထွက်ရမယ်ဆိုတော့ဒီအချက်နှစ်ချက်ကတော့အဓိကကြမယ်လို့ထင်ပါတယ်။ကျန်တဲ့အချက်လေးတွေကတော့ရင်းရဲ့ ကြန့်ခိုင်မှုပေါ့နော်ယင်ကြန့်ခိုင်မှုဆိုတော့ကိုယ့်ရဲ့တင်ဆောင်လာတဲ့ကုန်ချိန်ပမာဏနဲ့ကန့်ညီတဲ့ယင်ကြန့်ခိုင်မှုတော့ရှိဖို့တော့လိုတာပေါ့အခုကျွန်တော်တို့ပြက်တဲ့ကားရရဲ့ယင်ကြန့်ခိုင်မှုကိုကျွန်တော်တို့သုံးသက်တဲ့အခါမှာယင်ကြန့်ခိုင်မှုအားနည်းတယ်ဆိုတဲ့အကြောင်းလေးကိုလည်းကျွန်တော်တို့တွေ့ရှိရပါတယ်ခင်ဗျာနောက်ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဒီယင်ကြန့်ခိုင်မှုအားနည်းတဲ့အပေါ်မှာပေါ့ဒီကားရဟိုရက်ထားတဲ့နေရာမှာဖြစ်တယ်လို့ရက်ထားတဲ့အပိုင်းလေးတွေကျွန်တော်တွေ့ရပါတယ် လူတွေ့တဲ့ပုံမှာကခုနပြောလမ်းပေါ်မှာရပ်ထားတဲ့ကားကြုံပြီဆိုရင်ယင်ကြောတချို့ကပိတ်သွားပါပြီပိတ်သွားတဲ့ပုံမှာဂျန်တဲ့ကားတွေကလည်းဒီပိတ်တဲ့ယင်ကိုကျွန်တော်ကြော်ဖြတ်တဲ့ပုံမှာမျက်နှာချင်းဆိုင်ကလာတဲ့ယင်နေနဲ့လည်းထိတ်တိုက်လဲတွေ့တဲ့အခါလေးလည်းတွေ့ပါတယ်တွေ့တဲ့ပုံမှာတခါလေးသူမဖယ်ကိုမဖယ်ဒီဖြစ်တဲ့အပေါ်မှာယင်ကြောပိတ်ဆို့မှုတွေလည်းဖြစ်ပါတယ်လို့တခါတနေရာမှာဖြစ်လိုက်တယ်ဆိုရင်တော့ယင်သွားလာမှုအရာကျွန်တော်ယင်တန်းကြီးဟာရှည်လာသွားပါတယ်ရှည်လာတဲ့ပုံမှာခုနက ပြောသလိုပါနော်ရင်အစီ40လောက်ပိတ်တယ်ပြုတယ်ဆိုတော့ဖြစ်စဉ်မျိုးတွေဖြစ်ပေါ်လာတဲ့အကြောင်းဖြစ်ပါတယ်ခင်ဗျာရှင်ပိတ်ဆုံးမှုများကိုအချိန်မီဖြည့်ရှင်းနိုင်ရန်အတွက်သက်ဆိုင်ရာဌာနအနေနဲ့အရေးယူဆောင်ရွက်ချက်များရှိပါသလားရှင်ဟုတ်ကဲ့ကျွန်တော်တို့ဒီမှာလမ်းပေါ်မှာလည်းကျွန်တော်တို့လုပ်ငန်းအဖွဲ့တွေချထားတာရှိပါတယ်ဒီလုပ်ငန်းအဖွဲ့တွေကလည်းရင်ပိတ်ဆုံးမှုဖြစ်ပြီဆိုတာနဲ့ကျွန်တော်တို့ချက်ချင်းဆောင်ရွက်နိုင်အောင်လည်းစီမံထားပါတယ်လက်တော်အနေနဲ့ဆိုရင်ကျွန်တော်ရင်ပိတ်ဆုံးမှုတွေဆောင်ရွက်ဖို့အတွက်ဆိုပြီးတော့စိတ်ရင်ရန်နေရာအနေနဲ့ကျွန်တော်တို့ဘဝနှစ်စီးကျွန်တော်တို့လုပ်တာတစ်စီးကျွန်တော်တို့စီမံဆောင်ရွက်ထားပါတယ် ဒီမှာလဲကျွန်တော်တို့အင်ဂျင်နီယာဝန်ထမ်းအင်အားတွေလဲချထားပါတယ်ချပြီးပိတ်ဆို့မှုဖြစ်တယ်ဆိုတာနဲ့ဘာကြောင့်ပိတ်တာလဲဆိုတော့အဖြေပေါ်မှာအမှုဒီပြီးမှကျွန်တော်တို့တခါတည်းကျွန်တော်ဖယ်ရှားနိုင်အောင်ကျွန်တော်စီမံဆောင်ရွက်လဲရှိနေပါတယ်ဒါအပြင်တချို့ကိစ္စတွေမှာစီမံအုပ်ချုပ်မှုပိုင်းဆိုင်ရာကိစ္စတွေရ လိုအပ်ရင်ကျွန်တော်ရင်ထင်းရဲလို့ပါလို့ကျွန်တော်အခုရင်တောင်းခံပြီးတော့မှဖြည့်ရှင်းဆောင်ရွက်ပေးလျက်ရှိနေပါကြောင်းကျွန်တော်လည်းပြောကြားလိုပါတယ်ဗျ။ကုန်တင်ရင်ကြီးများမောင်းတဲ့သူများအနေနဲ့ရေလမ်းပေါ်မှာလုံခြုံစွာတာလာနိုင်ရန်အတွက်ဌာနအနေနဲ့ဘလို့အကြံပြုချက်များပေးချင်ပါသလဲရှင်။ဟုတ်ကဲ့ဒီလမ်းကိုပေါ့နော်ကျွန်တော်လမ်းအသုံးပြုသူတွေအတွက်လည်းအဆင်ပြေစွာအသုံးပြုနိုင်ဖို့နောက်ရင်ကြီးတွေလည်းအဆင်ပြေစွာတွာလာနိုင်ဖို့ဆိုကျွန်တော်တို့အနေနဲ့အကြံပေးချင်တာတော့ရင်မောင်းတွေရဲ့စိတ်ပေါ့နော်။သူတို့ရဲ့ခံယူချက်တွေကို နည်းနည်းလေးပြောင်းလဲပြီးဖို့တော့လိုပါလိမ့်မယ်ဗျ။ဟောဒါလည်းဘာလဲအောင်ကြောင်းလဲဆိုတော့တချို့ကပြည့်ပြတ်တဲ့နေရာလေးမှာရထားရေပေါ့။ဒါတခါလေကြတော့လေတခါဟိုအလင်းလိုတာပေါ့အလင်းလိုတဲ့အပေါ်မှာဒစီနဲ့ဒစီကြိုတက်တဲ့အပေါ်မှာမြန်နေချင်းဆိုင်ရင်ကြိုးကလာတဲ့ကားတွေနဲ့ပိတ်ဆို့မှုတွေလည်းဖြစ်တတ်ပါတယ်။ဒါကြောင့်ကျွန်တော်အနေနဲ့ကျွန်တော်တို့ဌာနအနေနဲ့အကြံပေးချင်တာကတော့ဟိုရင်မောင်းတဲ့အခါမှာစိတ်ရှည်ပြီး မောင်းလွန်ပြီးတော့ဗောနော်စီကန်းတကြလေးသွာလာဖို့လူမယ်ဆိုတဲ့အကြောင်းလေးကိုတော့ကျွန်တော်ဒီနေ့အကြံပြုချင်ပါတယ်ဗျာကုန်တင်အများမောင်းနေသူများအတွက်သတိပေးဆိုင်ပုံများထုတ်ထားတာများရှိပါသလားရှင်ဟုတ်ကဲ့ကျွန်တော်တို့ဌာနအနေနဲ့ကတော့ကျွန်တော်တို့ roof furniture တွေကတော့ site to တင်းတော့ကျွန်တော် site ထူထားပါတယ်အဓိကအပြင်တော့ကျွန်တော်လမ်းကွေတွေမှာဆိုရင် gap post တွေ site ထားပါတယ်နောက်အတက်စင်းသတိပေးတဲ့အားလေးလည်းကျွန်တော်တို့ဆောင်ရွက်ထားကြည့်တယ်ဆိုတဲ့အကြောင်းလေးတော့ပြောကြားလိုပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ ဌာနအနေနဲ့ကလည်းဒါတစ်ဘက်ကရေမောင်းနေကိုစီကန်းတကြမောင်းနေတာဟိုကျွန်တော်ဘက်ကတင်ပြခဲ့တယ်လို့ပြောကျွန်တော်တို့လမ်းစည်းအနေကြီးကြက်ရေအဖွဲအနေနဲ့ကလည်းလိုအပ်တဲ့လမ်းပိုင်းဆိုင်ရာပြင်ဆင်မှုတွေကိုလည်းကျွန်တော်တို့ကြိုင်နေဆောင်ရွက်လျက်ရှိနေပါတယ်။ရေမောင်းနေအတွက်အခက်အခဲဖြစ်နိုင်နေဆိုတဲ့နေရာတွေကိုတင်ပြမှုအပေါ်မှာလည်းကျွန်တော်တို့ဒီမြေတိုင်းတာရေအဖွဲပေါ့ဒီအဖွဲကိုကျွန်တော်တို့ခေါ်ယူပြီးတော့မှကျွန်တော်တို့လမ်းအစအဆုံးပေါ့ကျွန်တော်တို့ ပြောမယ်ဆိုတော့ရွှေညောင်းနေလေးမိုင်ခွေးထီကိုကျွန်တော်တို့ဒါစာပေးအဖွဲနဲ့ကောက်ပြီးတော့မှမတ်စောက်မှုတွေကိုစစ်တဲ့အပိုင်းတွေလည်းကျွန်တော်ဆောင်ရွက်လျက်ရှိပါတယ်။ဒါအပြင်ကျွန်တော်တို့မြက်ွယ်ခွေးတွေဖြစ်ပေါ်နိုင်တယ်လို့ယူဆတဲ့နေရာတွေကိုလည်းကျွန်တော်တို့စစ်တန်းကောက်ယူပြီးတော့မှဒီမြက်ွယ်ခွေးဖြည့်ရှင်းတဲ့လုပ်ငန်းတွေကိုလည်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒါအပြင်အဓိကအနေနဲ့ရင်မောင်းနေပြောပြောနေတဲ့ SQ ပေါ့ဒီ SQ ဆိုတာကတော့ကျွန်တော်တို့တည်နေရတော့၈မိုင်ထဲမှာရှိပါတယ်ဒီ SQ မှာတို့တွေအခက်အခဲဖြစ်တယ်လို့ င်ပြမှုအပေါ်မှာလည်းကျွန်တော်တို့ဒီ SQ ကိုကျွန်တော်တို့ grade ထပ်ချမလားဒါမှမဟုတ်လမ်းကြောင်းအစ်စ်နဲ့သွားမလားဆိုတာကိုလည်းကျွန်တော်တို့အနေနဲ့စီမံဆောင်ရွက်နေရတဲ့ရှိနေပါကြောင်းကျွန်တော်အနေနဲ့ထပ်လောင်းပြီးတော့တင်ပြပြောကြားလိုပါတယ်ခင်ဗျ